ရောင်းလို့မင်္ဂလာပါ Play and Change YouTube Facebook TikTok Kick Off News ဆိုဆိုကနေကြိုဆိုလိုက်ပါတယ်။အခုပြောမယ့်အကြောင်းအရာလေးကတော့ဘန်လီနဲ့ဟာဆန်နဲ့ပွဲကြိုအမြင်လေးပဲဖြစ်ပါတယ်။ဒီပွဲမှာဘယ်လိုဒီ line လေးထွက်လာမလဲဘယ်လိုခံမှန်းချက်လေးတွေရှိလဲဒီမှာပြပြပြောတော့ဖြစ်ပါတယ်။ line အနေနဲ့၃ဘက်၃တန်းရမယ်ဆိုရင်မအာဆန်နဲ့ဘက်ကဘယ်လိုထွက်လာမလဲအာဆန်နဲ့ဒီဂျာရက်ထဲမှာလူအစုံအနာပေးထားတယ်။ ရှင်းမြလူအားလုံးအနာပေးထားတဲ့တော့ဒီဘက်မှာ line အဆုံးနဲ့ထွက်လာမယ်။ဝိုးမရာယာပါမယ်။တင်ပါပါမယ်။ဆလီပါသည်ကြမ်းခံမှုမပြေဝသေးဘူးကြီးညာထားတယ်။ဒါပေမဲ့ဟိုဟိုဘက်ကဒီနေ့မှာဘယ်လိုလာမလဲမသိဘူး။အဲ့တော့ကိုကျွန်တော် line ခမန်းကြရဆိုရင်ဆလီပါနေရာမှာမော့စကာပါလာမယ်။ဘာလို့ဆိုအရင်ပွဲကျက်တဲ့တည်းမှာပါအောင်ဆလီပါသည်၃အောင်လောက်အတွက်ထိမလိုတော့ဘူးဆိုတဲ့အတွက်ကိုမော့စကာပါမယ်။ဂက်ဘရီယယ်ပါမယ်။ကာလာဖီရီပါမယ်။အလယ်ထဲမှာဆိုရင်ဇိုမန်နီရိုက်ပါမယ်။အီစီပါမယ်။ရိုက်ဝင်းမှာစာကာ ်လက်ဖွဲမှာ throw ဆက်နဲ့မတနေတယောက်တစ်ယောက်ပါမယ် green yorkers ပါလာမယ်ဗန်လီယဘူပါမယ် dubraka ပါမယ် walker ပါမယ် lauren ပါမယ် walker နဲ့ဆိုတော့ကျွန်တော်ကမတနေပို့ကြိုက်တယ် water throw ဆက်တဲ့ ton gb ပါမယ် stv ပါမယ် homman ပါမယ် flor florentino ပါမယ် ulan ပါမယ် ugo chuku ပါမယ် antony ပါမယ် flamin ပါမယ် head to head မှာဘယ်လိုရှိခဲ့လဲပေါ့ 2024မှာအာဆင်နယ်နဲ့ဘန်လီတွေ့တယ်ဖိုက်စီနဲ့နိုင်တယ်2023နိုဝင်ဘာလ17ရက်နေ့မှာအာဆင်နယ်3-1နဲ့နိုင်တယ်ပြီးတော့2022ဇန်နဝါရီလမှာအာဆင်နယ်နဲ့ဘန်လီနဲ့တွေ့တယ်အာဆင်နယ်အင်္ဂွမှာစီစီ2023မှာတော့စီ1နဲ့အာဆင်နယ်နိုင်တယ်အဲ2023မတ်လမှာ1-1နဲ့အာဆင်နယ်တည်ကြတယ် ဲ့တော့ဒီပွဲကိုတော်တော်များများရဲ့ခံမှန်းချက်လေးတွေကဘယ်လိုရှိလဲဆိုတော့ဒီပွဲဒီအာဆင်နယ်ဒီပထမပိုင်းမှာကံကောင်းလို့တွင်းကိုအများကြီးရရင်ဟာမဟုတ်ဘူးဆိုရင်အာဆင်နယ်ဒီ1စီ2စီနဲ့ဒီပွဲပြီးပါလိမ့်မယ်။ဘာလို့လဲဆိုတော့အာဆင်နယ်ဒီဂျာရက်ထဲမှာချန်ပီယံလိဂ်ကံစီယာရှိတယ်။အဲ့တော့သူဒီလူ1စီ2စီတွင်းပြီးတာနဲ့သူဒီလူကိုလဲဟုတ်လဲမှာအနာပြီးဦးပြီးမှာဖြစ်တဲ့တော့ကိုဒီပွဲမှာ သူဒီ အများကြီးလူဆုံးထုတ်လူဆုံးထုတ်လာမှန်နဲ့အများကြီးအပြင်မှာမခံဘူးရအောင်ကိုအမြင်တွင်းတွင်းပြီးတော့ပွဲဖြတ်ပြီးပွဲခွာလောက်ပွဲဖြတ်ပြီးတော့လူတောက်လျှောက်အလားပေးမှာအဲ့တော့ပေါက်ကြီးတွေဘယ်လိုပေါက်နေလဲဘန်လီနိုင်မယ်ဆိုရင်14စာတီပေးထားတယ်အာဆင်နိုင်မယ်ဆိုရင်1.28ပဲပေးထားတယ်တည်ကြမယ်ဆိုတော့5.99ပေးထားတယ်နှစ်သင်းလုံး goal ဒိုးသွင်းမယ်ဆိုရင်2.39ပေးထားပြီးနှစ်သင်းလုံး goal မသွင်းဆိုတော့1.523ပေးထားတယ် ကျွန်တော်ဒီဟာတွေဘယ်ကနေကြည့်ပြောနေဆိုတော့ wide spread ကနေကြည့်ပြောနေပါတယ်ဂိုးဘောဂိုးဘောကလည်းသူကဂိုးဘောအများကြီးတွင်းမယ်လို့မထင်ထားတဲ့အတွက်ကိုဒီပွဲကဂိုးအောက်တောင်မှပူပြီးပေါက်ကြီးများနေတယ်အဲ့တော့ဂိုးအောက်ကိုသွားမယ်ဆိုတော့ပူပြီးတော့ကောင်းပါတယ်ဒါပေမဲ့ကံကောင်းသွားရင်အာဆင်နယ်ဒီဂိုးဘောဖြစ်သွားနိုင်တဲ့အတွက်ကိုဒီပွဲကအဲ့လိုမမှန်မဲနဲ့ handicap ကိုပဲတွားလိုက်တဲ့အများကြီးကိုကောင်းပါတယ်အာဆင်နယ် handicap 1.5တိုင်းမဟုတ်2လောက်တွားလိုက်တယ် minus 1.5တိုင်းမဟုတ်2လောက်တွားလိုက်တယ်ဆိုတော့အကောင်းဆုံးပေါ့ကျွန်တော်တို့ဒီဘက်ကိုအာဆင်နယ် 1z ဒါမှမဟုတ် 2z လောက်နဲ့ပြီးသွားမယ်ထင်တယ်တိုင်မတ်ကန်ကောင်းရင်တော့ပိုပြတ်မယ်လို့မြင်ပါတယ်ဘယ်လောက်ပါပဲကျေးဇူးများရည်တင်ပါတယ်